မြန်မာခွေသေးကတော့မနေ့ပိုင်းမှာဈေးတက်ပြီးမြန်နေမှာတော့အနည်းငယ်ဈေးပြန်ချပါတယ်မြန်မာငွေဈေးကတော့ညနေမှာအထက်ကျမရှိပါဘူးအားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျွန်မချင်းနဲ့ပြည့်စုံနေကြပါစေဒီနေ့က25ရက်နေ့စက်တလပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့အချိန်ဟာထိုင်းစံတော်ချိန်ညနေ9:10မိနစ်ရှိနေပါပြီမြန်မာခွေက15ပဲရေတရတာကို82သိန်း16ပဲရေတရတာကို55ရောင်းနေဈေးက88သိန်းတောင်းဆိုင်ကလည်းခံနေဈေးက86သိန်းတောင်းစနစ်သိမီလင်းရေတရတာကို85သိန်း9တောင်း လက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနေတယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနေပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ဝေးဆိုင်ကရောင်းနေဈေးက4045ကျပ်၊ဆိုင်ကလက်ခံနေဈေးက3945ကျပ်၊ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4660၊စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ဝေးဆိုင်ကရောင်းနေဈေးက3100ဆိုင်ကလက်ခံနေဈေးက3025ကျပ်၊တရုတ်ငွေဒယွမ်ကိုမြန်မာကျပ်ငွေ980 ဩစတြေးလျဝေဒေါ်လာကိုမြန်မာကျပ်ငွေ2635ကျပ်။ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေစည်းနှုန်းတွေကပတ်ပေးကျပ်ယူသမားတွေကပတ်ငွေ820ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးပတ်ယူသမားတွေကကျပ်တသိန်းကိုပတ်ငွေ800မလင်းငွေ104.8ကိုမြန်မာကျပ်ငွေတသိန်းဂျပန်ငွေ3982.98ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3,8313.43ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ2,203.12ကိုမြန်မာကျပ်ငွေတသိန်း လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့နဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ပုံဆက်ပေးပါပဲငွေအလဲလဲလောက်ကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်လက်ရှိမှာတော့ကဘာရွှေတအောင်စာကိုဒေါ်လာ၄,၃၅နဲ့ဈေးနှုန်းတည်ရှိနေပါတယ်ကဘာရွှေဈေးကတော့ရေရှည်မှာဆက်လက်တက်ဖို့အလားအလာရှိနေပါသေးတယ်စနလာပိုင်းနဲ့2026တလာပိုင်းနေမှာရွှေဈေးတက်ဖို့လာလာရှိရလို့ခန့်မှန်းချက်တွေရှိပါတယ် မြန်မာရွှေစင်ငွေစည်တွေကိုမြေတမ်းတင်ပေးပါရတယ်။အားလုံးပဲစိတ်ချသာခြင်းကိုကြွမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေရခင်လို့ဘေးရှင်းနိုင်ကြပါစေ။